6ပြီးသားဆက်ပြားလေးတွေကို plastic ပတ်ပါမယ် plastic soft bread တွေပတ်ပါမယ်ဒီ plastic တွေပတ်ပါမယ်နော် wrapping film for food အဲ့ဒီဟာလေးပတ်ပါမယ် ဆက်ပြန်လေးတွေကဒီ glycerin ပါတဲ့ခါကျတော့ glycerin ပါတဲ့ခါကျတော့ morin ဆိုလို့ရှိရင်ရင်ငွေ့ရိုက်တယ်ရင်ငွေ့ပြန်တယ်အဲ့ဒါလေးတွေကိုရင်ငွေ့မပြန်အောင်လို့ဟိုရောင်းတဲ့နေရာမှာမတုံးရသေးခင်မှာလေအထုပ်ထဲမှာရင်ငွေ့ပြန်ခြင်းမဖြစ်အောင်လို့သူ့ကို plastic ကလေးနဲ့ပတ်ပါမယ်ပြီးတော့မှသူ့ကိုတက်ပြန်ထုတ်မယ်နော် 加、嗯啊嗯、了，嗯，加，混他，啊，咱那 พลาสติกလေးကိုတင်းတင်းလေးဆွဲရပါတယ်เนาะพลาสติกလေးကိုတင်းတင်းလေးဆွဲရပါတယ်พลาสติกမတင်းလို့ရှိရင်ယော့ပြီးတော့มาဒီနေရာလေးကိုတတ်တယ်ဒီ ਆ ကလှတဲ့ဘက်ကိုထားမယ်เนาะဒီ ਆ ကမလှတဲ့ဘက်ကိုထားမယ်ဆက်ပြတဲ့တုံးကိုလှတဲ့မလှလှတဲ့ဘက်နဲ့မလှတဲ့ဘက်နဲ့ ရွေးပြီးတော့မှမလှတဲ့ဘက်ကိုဒီ plastic အကုန်လုံးစုတဲ့နေရာကိုထားမယ်เนาะဒီမျက်နှာပြင်လေးကိုဘာမှမရှိတဲ့နေရာကိုလှတဲ့ဘက်ထားမယ်เนาะ 見つめた時は、ことしてのあれ、つめまし ီတုံးလေးကတော့ကျမအိမ်မှာသုံးမှာပါဘေးကဘေးသားလေးဖြစ်ပါတယ်ဘေးသားလေးပါဘေးသားလေးကသူ့ရဲ့ weight ချိန်120မပြည့်တော့လို့ဒီကောင်100လောက်ပဲရှိမယ်အဲ့ဒါတော့ကျမသုံးမှာပါရောင်မှုအတွက်ဆိုရင် weight နည်းတယ်ရောင်မှုအတွက်ဆိုရင်အလေးချိန်နည်းသွားလို့အဲ့ဒါကြောင့်မလို့မရောင်းတော့ကျမပဲသုံးမှာနော်ဒါပေမဲ့ကျမဘယ်ချိန်မှသုံးလဲဆိုတာမသိနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီဟာကိုပလတ်စတစ်တော့ပတ်ထားမယ်သုံးမယ်ဆိုမှပဲဖြုတ်ပါမယ် ါလေးကလည်းကျမသုံးပါပါသူကဝိတ်ချိန်မပြည့်တော့ဘူးเนาะတတုံးကို120ကျမလှီးတယ်အဲ့တော့ဒီဟာလေးကဟိုကတော့ပဲရှိမှာ80 80လောက်ပဲရှိမှာเนาะအဲ့ကြောင့်ကျမဒါလေးကိုအဲ့ကြောင့်ကျမကျမကဒါလေးကိုသုံးပါမယ်ဘယ်ချိန်မှသုံးမသုံးမလဲမသိသေးတော့လောလောဆယ်မှာပလတ်စတစ်ပဲပတ်ထားမယ်ပလတ်စတစ်မပတ်လို့ရှိရင်ရင်ငွေတွေပြန်ပါလေဒီစက်ပြားလေးอ่ะ သုံးရတာကောင်းသလောက်ထိမ့်သိမ့်ရတာနည်းနည်းခက်ပါလေ။သူ့မှာအားနေချင်အားတာချင်ရှိရပေါ့နော်။ပစ္စည်းတိုင်းမှာအားနေချင်အားတာချင်ရှိတယ်လို့မျိုးသူ့မှာလည်းအားနေချင်အားတာချင်ရှိတယ်။သူ့အားတာချင်က listrine ပါတဲ့အတွက်ကြောင့်မလို့အသားရည်ရဲ့အဆိုတက်အစီတက်ကိုထိမ့်သိမ့်ပေးထားနိုင်တယ်။အဲ့လိုအာသာချက်ရှိပြီးတော့မှအာနေချက်ကတော့စပြလေးကသုံးရင်ပျော့ပါတယ်ထိမ့်သိမ်းရခက်ပါတယ်ဟိုပစ္စလက်ခတ်ထားလို့မရဘူးပေါ့နော် အဲတေချာလေးထိမ့်သိမ့်ရတယ်အဲရေချိုးကန်းထဲမှာထားရကြလို့ရှင်သူကလေဟိုရေတွေကိုစုပ်ယူပြီးပျော့သွားတယ်အဲ့ဒါလေးကိုစကားလေးနဲ့ထည့်ပြီးတော့မှအပြင်မှာလေတလက်တဲ့နေရာမှာခဏထားလိုက်ရင်ပြန်မာသွားပါတယ်ပြန်မာလို့ရှင် ပြန်ပြီးတော့မှ သုံးလို့ရပါတယ် ဲ့ခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်လည်းဒီ channel လေးကိုအားပေးကြပါအောင်ရှင်။ subscribe လည်းလုပ်ပေးကြပါနော်။ like လည်းပေးကြပါအောင်။တည်ခြင်းတာများရှင်လည်း comment မှာရေးပေးကြပါ။အခြားတည်ခြင်းတဲ့လူတွေရဲ့အခြားတည်ခြင်းတဲ့လူတွေရဲ့လေးလာခြင်းတဲ့လူတွေရဲ့အတွက် sharing လည်းလုပ်ပေးကြပါလို့တိုက်တွန်းပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။